ပြချမ်းသားထောင်နော်ဘုရားရဲ့ဂုံကျေးဇူးဆိုတာမကြံစီနိုင်လောက်အောင်ကြီးကျယ်ကြံစီလို့မရဘူးအဲ့ဒီလောက်ကြီးကျယ်တဲ့ဂုံကိုစိတ်ကကြီးညိုလိုက်ပြီဆိုရင်အဲ့ဒီကြီးညိုလို့ဖြစ်သွားတဲ့ကုသိုလ်ကလည်းအစိမ့်တရားဖြစ်သွားတယ်မကြံစီနိုင်ဘူးတဲ့ဂုံတော်ကမကြံစီနိုင်လောက်အောင်မြင့်မြတ်တယ် အဲ့ဒါကိုစဉ်းစားရင်ဖြစ်တဲ့ကုသိုလ်ကလည်းမကြံစီနိုင်တော့အောင်ကြီးကျယ်သွားတယ်။အဲ့ဒီကုသိုလ်ကအကျိုးပေးပြီဟဲ့ဆိုရင်လည်းပဲအကျိုးရလက်ကမကြံစီနိုင်တော့အောင်ကြီးကျယ်တယ်။ဆိုလိုတာကစိတ်ကူးရင်နေပေတဲ့ကြော်လွန်နေပေါ့။ဘုံတို့မမှီဘူးပေါ့ညံမမှီဘူးပေါ့ဟုတ်လား။ဂုံတို့တွေဆိုတာအစိမ့်တရအစိမ့်တရဆိုတာဘာပြောတာလဲ။မကြံစီနိုင်မှုမကြံစီနိုင်မှုဆိုတာငါအဖြေမရှိအောင်ကမစဉ်းစားနိုင်ဘူးလို့ပြောတာ။ဟုတ်လားမတွေးတတ်တော့ပါဘူးလို့ပြောတာပဲ။သဘောပေါက်လားမသိဘူး။ အစဉ်တရားဆိုတာကလည်းတွေးကိုမတွေးတတ်တော့ဘူးမြန်မမိဘူးဟုတ်လားအဲ့ဒီလောက်ကြီးကျယ်တဲ့ဂုဏ်တော်ကိုကကြီးညိုရင်ဖြစ်တဲ့ကုသိုလ်ကလည်းအစဉ်တရားဖြစ်တယ်ကုသိုလ်ကအစဉ်တရားဆိုရင်အကျိုးရလက်ကလည်းဘာဖြစ်မှာတော့အစဉ်တရားပဲအဲ့ဓမ္မကိုလည်းအဲ့ဒီတိုင်းနားလည်ရမယ်ဓမ္မကလည်းဂုဏ်တော်ကအစဉ်တရားပဲနော်အရိယာတန်ခါဖြစ်သွားပြီဆိုရင်အရိယာဆိုတာဘုရားရှင်တန်ရှင်းတဲ့ကိလေသာကိုသူ့ဆင့်နဲ့သူပယ်တတ်နိုင်တဲ့တန်ခါပေါ့နော်အရိယာတန်ခါဖြစ်သွားပြီဆိုရင်လည်းသူ့ရဲ့ဂုဏ်ကလည်းမကြံစီနိုင်လောက်အောင်ကြီးကျယ်တာပဲ